လောကကိုအလှဆင်ကြရတယ်တခုတည်းတူးတည်းအလှဆင်ရမရဆယ်စုရာစုထောင်စုစသည်ဖြင့်စုပေါင်း၍သာအလှဆင်ရ၏သို့သောမိခင်သည်ဤကဘာ၌အလှပကိုဖန်တီးရာတွင်အဖုံမပါအတွဲမပါတူးဒီတာဖန်တီးသူဖြစ်၏လူငယ်လေးလာလူအမေရိကန်ဖခင်တူမိခင်တော်ကားလို့မြည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးကြပါလိမ့်ခင်ဗျာနာတော်တာဆင်ပေးကြပါအောင်ခင်ဗျာသာတိဆုံးပြဖြစ်ပေါ်လာသောတောကကိုမဆိုထားပြီး ဓာသမီးပြောက်ဆုံး၍မိခင်တို့တွင်ဖြစ်တတ်သည့်ဒုက္ခပမာဏသည်ပင် ကြီးမားလွန်းလာသည်ကျွန်ုပ်တို့ငယ်စဉ်ကဝိတ္တန္တရာဇတ်တော်ကြီးကိုသင်ရသည်ဝိတ္တန္တရာဇတ်တော်ကိုဗုဒ္ဓဘာသာဝင်မြန်မာအားလုံးသိကြသည်ဝိတ္တန္တရာမင်းကြီးသည် အလူတန်းရရောသူတူဖြစ်၏ညီတိပုံတောင်းရစကားပင်ဖြစ်စေမင်းကြီးဝိတ္တန္တရာ၏အလူဇရက်တို့ရောက်ရှိလာပါကမယမဝမလဟု၍မရှိစေရာမင်းကြီးဝိတ္တန္တရာသည်ဥပောတထဆင်ပြူတော်ကိုလှူ၏ ဇနီးနှင့်သားသမီးများကိုလှူဒန်း၏မင်းကြီးဝိတ္တန္တရာသည်စင်ပြူတော်ဥပ္ပတ္ထကိုလှူဒန်းခြင်းကြောင့်ဟိမဝန္တာတို့အနှင်းခံရလေသည်ဝိတ္တန္တရာမင်းကြီးသည်ဟိမဝန္တာတို့အတွင်၌တရင်သုံးနေစဉ်ဇူစကာပုံနာသည်သားတော်ဇာလီနှင့်အမိတော်ကနာစိန်တို့အားလာရောက်လှူခံလေသည်ထိုအခါဝိတ္တန္တရာမင်းကြီးသည်တွန့်တိုခြင်းမရှိဘဲမာပထဝီမြေကြီးကိုပဲ့တင်ထက်စီပြီးသားနှင့်သမီးအားလှူဒန်းလေ၏သားဇာလီနှင့်သမီးကနာစိန်တို့အား လူတန်းကြိမ်တွင်မဒီဒေဝီသည်တတိဝလံများရှာဖွေရန် တော်ရင်တို့ရောက်ရှိနေ၏ထိုနေ့ကမဒီဒေဝီသည်ငါသည်ယနေ့အိမ်မက်မကောင်းမြင့်မက်သည်ဖြစ်၍စိတ်မချမ်းမသာဖြစ်ခဲ့၏ဆော့ဆော့နေမူ၏မိဖြင့်လျှင်ဤရသမျှသောတတိတမြင့်တို့ကိုယူ၍ပြန်တော်အန်းဟုနုနယ်ပြောပြောင်းသောကိုဖြင့်တုံလုံးလျက်ပြန်မြည်ပြုသည်တွင်လက်ရပမှတယွင်းသည်လေလွတ်ကြ၏လဝဲပခုံးမှာချင်းနှောင်းသည်၎င်းတကျူးသည်၎င်းလွတ်၍ကြ၏ အရာမျက်စီလည်းလှုပ်၏အတီးတီးကုံသောတစ်ပင်တို့သည်လည်းအတီးမတီးတကဲ့သို့ထင်ကုန်၏အရက်ဆင်မြနာတို့၌လည်းတွားရမည်လမ်းကိုမထင်ကုန်ထုခမတီးရေဝီသည်ငါအာအတုဏီရှေးကဤကဲ့သို့မဖြစ်ဘူးယခုဖြစ်ဖူးမြဲဖြစ်လာသည်ငါအာအန္ဒီရတီဖြစ်အံလော ထို့သောမဟုတ်ငါသာငါသမီးဤအန္ဒရတီဖြစ်အံလော ထို့သောမဟုတ်မူမင်းကြီးဝိတ္တန္တရာဤအန္ဒီရတီဖြစ်အံလောဟု တွေ့တော်၍မရဟု၍ ငွေကြွေးမြည်တမ်းလေးရဲ့မိမိနေရာចောင်းတင်ခန်းသို့သွားလေ၏ထို့သို့သွားစဉ်ပင်လေတောရိပ်ကွယ်သည်ဖြင့်နေသည်လဲဝင်ခဲ့၏နတ်တို့ဖန်ဆင်းသောတာရဲသုံးခုတို့သည်လဲမဒီဒီဝီလာသောခကြီး၌ရင်ဆိုင်ဝတ်လျက်နေရာကထား၍ရှင်သေးကျတဲ့အတွင်ဖြင့်အစဉ်တိုင်းလမ်းကိုပိတ်၍နေလေ၏ထိုအခါမဒီဒီဝီသည်ဤကဲ့သို့ငွေကြွေးမြည်တမ်း၏နေလဲဝင်ခဲ့ပြီနေရာចောင်းတင်ခန်းသည်လဲဝေးသေးစွာထိုចောင်းတင်ခန်း၌ငှလင်ငှတာ ငါသမီးတို့သည်ငါဆောင်အပ်တော်သည်သည်တင့်မြစ်တို့ကိုသာလျှင်သုံးဆောင်ကြရကုန်၏အချိန်တန်၍မရောက်သည်ရှိတော့အဘယ်သို့နေရှာကြလိမ့်မည်နည်းငါသားငါသမီးတို့သည်ညစာဆန်းအံ့သောအခါအမိမဲ့သောတမင်ငယ်သည်နှုတ်ရည်ကိုတောင်းတတကဲ့သို့တောင်းတမျှော်မှန်းချလိမ့်မည်တကားနှွားငယ်သည် အမိကိုခီးဥကြိုဆိုပြီးတကဲ့သို့အမိနှင့်ကင်းတော့ငါသားငါသမီးတို့သည်လည်းငါကိုခီးဥကြိုဆိုလျက်တတကုန်မြဲတကားမောင်သားရဲ့အပေါင်းတို့ တနာချစ်ခင်ကျင်နာခြင်းဖြင့်ကြောင်းတင်ခဲ၌ညစာမစားရသေးသောတန်းငယ်သမီးငယ်တို့ကို၎င်းသားသမီးမျက်နှာကိုမြင်လို့သောငါကို၎င်းထောက်ထားစာနာသဖြင့်တွားရလန်းကိုပေးပါကုန်လောဟုပြောဆိုကာမဒီရီဝီသည်တတိတောင်းကိုခေါင်းမှချပြီးလျင်လက်အုပ်ချီ၍ယိုသေးသောရှိခိုးပြီးဒါရဲတို့ကို တောင်းပန်သည်ထိုအခါရှင်တိကျတိအတွင်ဖန်ဆင်းထားသောနတ်သား၃ယောက်တို့သည် အချိန်အခါကိုမှတ်၍မဒီရီဝီအားလမ်းဖွင့်ပေးလေ၏ မဒီဒေဝီလည်းမိမိနေရာចောင်းတင်ခန်းသို့ပြန်သွားလေ၏ထိုနေ့ကလာပြီဥပုဘ္နေတီမဒီဒေဝီသည်ចောင်းတင်ခန်းဇင်းញံဥသို့ရောက်တော့ထိုထိုသောအရက်တို့၌သာသမီတို့ကို ကြည့်ရှု၍မမြင်လေ၏ဤသို့ဆို၏နွားငယ်သည်အမိကိုမြင်လေ၏ရှေ့မှနောက်မှတွန်မြီကျွေးကြောကျိုးစုံမြူတူပြီးတကဲ့သို့၎င်းသမင်သားငယ်တို့သည်အမိကိုမြင်လေ၏နရွဲ့နှစ်ဖက်ကိုခြေ၍လေဆံကိုဆန့်လျက်အမိစီတို့ရှေ့ရှုပြီးသည့်ဖြင့်ရှေ့မှနောက်မှ နှစ်လိုကြည်ညိုကြိုးစိုးမြှုပ်ထုပ်ပြီးတကယ်တူ၎င်းနေတိုင်းလျင်တော့ရက်မှပြန်လာတော့ငါအမိအားငါသားငါသမီးတို့သည်ခရီးရင်ဆိုင်ပြေးလာ၍ကြိုးစိုးမြှုပ်ထုပ်ကြကုန်၏တော့၌တည်တည်တင့်မြှင့်ရှာမိ၍ပင်ပန်းတုံတော်လေသားသမီးမျက်နှာကိုမြင်ရသဖြင့်အပင်ပန်းပြောင်းနေ၏ယခုမူကားငါသားငါသမီးဇာလီကနာစင်မောင်နှမတို့ကိုငါမမြင်ရခဲ့တကားအစာရှာလိုသောစိတ်မသည်စိတ်သားငယ်ကိုစွန့်၍အစာရှာပြီးတကယ်တူ၎င်း အစာချလိုသောနှမသည်အတိုက်၌နှစ်သားငယ်တို့ကိုထားခဲ့၍အစာချတကဲ့သို့၎င်းအစာချလိုသောရှင်သေးမသည်ခုတွဲ၌ရှင်သေးငယ်ကိုထားခဲ့၍အစာချတကဲ့သို့၎င်းအာဒီလေအစာချလိုသောကြောင့်သားငယ်သမီးငယ်တို့ကိုကျောင်းသင်ခန်း၌ထားခဲ့၍အစာချခဲ့၏ယခုငါသားငါသမီးဇာလီကနာစင်မောင်နှမတို့ကိုမမြင်ရခဲ့တကားတာနုမြည်သောတောင်ထိပ်၌ဆင်းတို့၏ရှေးရမတင်တကဲ့သို့ညုံမှုံပြင့်ရောသောတဲပြင်း၌ ငါသားငါသမီးတို့ရှေးရမထင်ခဲ့တကားငါသားငါသမီးတို့သည်ငါလာဒီကိုမြင်လျင်မနီးမဝေးကပင်ညင်မှုန်လင်းလင်းကပ်တော်ကိုဖြင့်ခီးဥကြိုဆိုလာကြလျက်ရှေးမှနောက်မှနံပါတ်မှ၎င်းပြေကုံမြူထူကြကုန်၏ယခုမူကားငါသားငါသမီးတို့သည်ဘယ်မှရှိပါလိမ့်နည်းနေ့တိုင်းမှကစိတ်မှသည်အစာချ၍ပြန်ဒီရှိတော်စိတ်သားငယ်တို့သည်အမိမျက်နှာကိုကြည်ကုန်လျက်လိုက်တဲ့ကဲ့သို့ငါသားငါသမီးတို့သည် မြင်မှုန့်လင်းလင်းကတ်တော်ကိုဖြင့်အမိတို့ကတ်၍နေ၏ယခုမမြင်ရခဲ့တကားနေတိုင်းလျင်ငါသားငါသမီးတို့သည်မိခင်လာသည်ရှိသောပြေးလာကြသဖြင့်ကစားစရာအလိုငှာအုံချစ်သည်မဲ့တို့ကိုပေးရကုန်၏ယခုမမြင်ရခဲ့တကားနေတိုင်းမှာမူเจ้าသင်္ကန်းတို့ရောက်တော့အခါရင်ဝင်ပေါ်မှာငါသားငါသမီးတို့သည်မြင်မှုန့်လင်းလင်းကတ်တော်ကိုဖြင့်လူလေပြောပါကြကုန်၏ယခုမမြင်ရခဲ့တကားနေတိုင်းမှာမူသူတစ်ပါးမရှိတော့လေ သာသမီနှင့်နေရခြင်းကြောင့်ဤကြောင်းတင်ခန်းသည်ပွဲတပင်ကဲ့သို့ဖြစ်၏။ယခုသာသမီတို့ကိုမမြင်ရသောငါအားဤကြောင်းတင်ခန်းသည်တုတ်တန်တစားဖြင့်ကဲ့သို့၆၆ကက်ကက်ဖြစ်ခဲ့၏တကားအကြောင်းအတို့နီနေတိုင်းကကြီးအုပ်အောအစချီသောငှက်တို့သည်တွန်မျိုးကုန်၏။ယခုမူကားထိုငှက်အပေါင်းတို့သည်တေလီကုန်သလိုကြောင်းတင်ခန်းသည်မြည်သည့်အတန်ကိုမျှမကြတိတ်ဆိတ်ပြီးဤတကားဟုငိုကြွေးမိတမ်းလျက်ဖျားလောင်းနီးသို့သွား၍ တတိယောင်းကိုဥကောင်းမှချပြီးတော့ဖရာလောင်းဤအပါ၌သားငယ်သမီးငယ်တို့ကိုမမြင်တယောက်တည်းတည်းတိတ်ဆိတ်နေသောဖရာလောင်းကိုမြင်လျင်ဤတို့မေ၏အရှင်မင်းကြီးအကြောင်းအတို့နီးအပေကြောင့်မတုံမလုတိတ်ဆိတ်နေတော်မူပြီတည်းအကျွန်ုပ်နည်းနည်းမိုးတောက်ထားကမြင်မဲ့တော်အိမ်မက်နှင့်ညီစွာတကားယခုဤဤရ၌အဝေါငှက်တို့သည်လည်းမတုံမမြီကြကုန်အကျွန်ုပ်ဤသားငယ်သမီးငယ်တို့သည်တေလီကုန်သလိုသို့မဟုတ် စိတ်ညံစွာသောဤတော်အရ၌ကျွန်ုပ်တို့သားငယ်သမီးငယ်တို့ကိုရှင်သိတစ်ကြားသားရဲတို့စားလီကုန်သလိုအဘယ်သူသည်သားငယ်သမီးငယ်တို့ကိုဆောင်ယူလေသည်။ထို့သောမဟုတ်အချင်းမင်းကြီးသည်သားငယ်သမီးငယ်တို့ကိုဘိုးတော်တိန်စီမင်းကြီးထံစေတုတ္တရာပြည်သို့စေလွှတ်တော်မူသလိုထို့သောမဟုတ်မူချစ်ဖွယ်သောစကားကိုဆိုတတ်သောသားသမီးတို့သည်အကြောင်းတင်ကန်းတွင်၌အိပ်ပျော်နေသလိုလွင်မြင်တစ်ပါးထွက်သွား၍ကစားမြူးထူးကြလေသလို ယခုသားသမီးတို့၏သပင်ကို၎င်းရွှေကုံရဲ့နှင့်တူသော လက်ချေကိုမျှ၎င်းကျွန်ုပ်မမြင်ရခဲ့တကားထို့သောမဟုတ်မူသားငယ်သမီးငယ်တို့ကိုဟတ်တိလင်ကတကုနာဟု ဆိုအပ်သောနှက်စင်တို့သည်တုတ်ချီလာသလိုအဘယ်သူသည်ကျွန်ုပ်၏သားငယ်သမီးငယ်တို့ကိုဆောင်ယူလေသနည်းဤတို့မရီရေဝီသည်ကိုးကွယ်ရမယငုံမြီတန်းလျက်မေးလျှောက်တော်လေဘုရားလောင်းသည်တခွန်သောစကားကိုမျှပြန်၍မပြောစိတ်စိတ်နေတော်မူ၏ထိုကမရီရေဝီသည် အရှင်မင်းကြီးအဘယ်ကြောင့်ကျွန်ုပ်အားစကားပြောတော်မူခြင်းကိုမပြုသည်။ဟုဆို၍ဤသို့မေးလျှောက်ပြန်၏။အရှင်သာအကျွန်ုပ်တို့သည်ပြည်မှနှင်ထုတ်သည်ဖြစ်၍တော်၌နေကုန်တော်လေ။သာသမီတို့ဖြင့်ပျော်ပါရကုန်၏။ထို့သောမိဘတို့၏နှလုံးကိုရှင်ပြုံးပျော်ပါစေတတ်သောသာသမီတို့ကိုယခုမမြင်ရသောအကျွန်ုပ်အားပြင်းစွာသောဆင်းရဲခြင်းသည်ဖြစ်၏။ထိုဆင်းရဲခြင်းထက်ပင်လျှင်အကျွန်ုပ်နှင့်စကားမပြောဘဲအရှင်သာနေတော်မူသည်ဖြင့်အလွန်သာ၍ပင်ဆင်းရဲပြန်ပြီး၏။ စပယ်ကြီးမွေကပ်၍ပင်မန်းသောသူကိုပုတ်ခတ်ပြီးတကယ်သူ၎င်းခမ်းမင်ထက်မှကြသောသူကိုရိုက်ခတ်ပြီးတကယ်သူ၎င်းတွေးပြီးယိုစည်းလျက်နာကျင်စွာသောအနာကိုထက်စွာသောဆူညောင်းဖြင့်ထိုးပြီးတကယ်သူ၎င်းဒါသမီးတို့ကိုမမြင်ရ၍ပင်မန်းသော အကျွန်ုပ်အားအချင်းသားသည်စကားမပြောဘဲတိတ်ဆိတ်နေသောအဖြစ်ကျွန်ုပ်နှလုံးကိုအလွန်နာကျင်အောင်ပြုပြန်ပြီးအချင်းသားအကျွန်ုပ်နှင့်ယနေ့ညပတ်လုံးအကယ်၍စကားမပြောမဆိုနေတော်မူသည်ဖြစ်အံ့ နက်ဖြန်မိုးတောက်သောအခါထွက်သက်ဝင်သက်မရှိပဲတည်ရင်းတို့ရောက်သောအကျွန်ုပ်၏အလောင်းကိုသာ အရှင်သာမြင်တော်မူလက်တံဟုဆို၏ထိုအခါဖျားလောင်းသည်ဒါနှင့်သမီးအကြောင်းကိုမပြောဘဲဒါသမီးတို့၌စိုးရင်ချင်းပျောက်ပြက်စိမ့်စီအံဟုကြံပြီးဥပေတပြင်ဖြင့်အဘယ်ကြောင့်ဤမျှနောက်ကျရလေသနည်းဟု ဆိုလေ၏မဒီဒေဝီသည်တော်ရင်လန်ခရီး၌ဒါရဲသုံးခုတို့ပိတ်စီဝန်းရံနေသောကြောင့်နောက်ကျရသည့်အကြောင်းကို ပြန်ပြောတော်လေဝိတ္တန္တရာမင်းကြီးကထိုညပတ်လုံးနေယုံတတိတိုင်အောင်တခွန်းသောစကားကိုမျှပြပရာအပြန်၍မပြောပဲတိတ်ဆိတ်သာနေလေ၏ထိုကမရီမီပရာသည် စိတ်ဤပင်မင်းချင်းဖြစ်၍အထူးထူးပြပြသောစကားဖြင့်ဤသို့ငုံမြီတမ်းပြန်၏ဆန်းကျင်ထုံးလျက်ယတိအတွင်ဖြင့်ရွာသူတို့၏အကျင့်မှကျင့်၍မြမစရိယာဟုဆိုအပ်သောမြတ်သောအကျင့်ကိုကျင့်လျက်ဝင်ငါးပါးနှင့်ပြည့်စုံသောတပည့်သည်ဆရာကိုလှုပ်ကြွေတဲ့ကဲ့သို့ လင်းဖြစ်တော်မင်းကြီးအားငါသည် ခြေဆုပ်ရှင်လုံလထကြွပြုခြင်းစသည်တို့ဖြင့်လှုပ်ကြွေ၏သားသမီးတို့အားလည်းမစင်ရဲစေရမူ၍ကောင်းစွာကြွေမွေ၏ငါဤရင်သွေးရင်နှင့်ခြေသားခြေသမီးတို့တင်းတို့အပေမှနေကြကုန်သည်။မိခင်ထံလာကြပါကုန်လော့။မိခင်သည်တင်းတို့ငတ်မှုဆင်းရဲမြီကိုစိုးသောကြောင့်ညနေမဆိုသွာလာလှဲ့လေ၍တတိတိမြင့်ရှာရ၏။တောမှမိခင်တန်ရောက်လျင်လေနေ့တိုင်းနေ့တိုင်းမောပန်းသည်မရှိ။ခြေသားခြေသမီးတို့အား ၊ချွေစင်းနှင့်တူသောနနှင်းဥကိုတွေး၍ရေချိုးပြီးလျင်တကယ်မှုံပြုစိန်သောငါပေး၏။သားသမီးတို့ကစားစိန်သောငါအုတ်ချစ်သည့်မဲ့ကိုလည်းမိခင်ဆောင်ခဲ့၏။ဤအုံချစ်သည့်ဖြင့်ချစ်သားချစ်သမီးတို့ကစားလေကုန်လော့။သားသမီးတို့တုံးဆောင်စေခြင်းငါကြာဆွဲကြာရင်တို့ကိုလည်းဝတ်ဆံနှင့်တကွသောဂျာနရောင်းကို၎င်း၊ပြောင်းမွေရတာကဲ့သို့ချိုးစွာသောကက်ကုသည်ကို၎င်းမိခင်ဆောင်ခဲ့၏။ချစ်သားချစ်သမီးတို့လာလှည့်ကုန်၍ခမည်းတော်မင်းကြီးနှင့်အတူ သုံးဆောင်ကြကုန်လော့။တိဝိရတိုင်းသူတို့တခင်ဖြစ်တော်မူသောအရှင်မင်းကြီးအကျွန်ုပ်ရေကန်မှဆောင်ယူခဲ့သောဤပရုံမှကြာကူသားတော်ဇာလီအားပေးတော်မူပါလော။ဤဂျာညိုပန်းကိုသမီးတော်ကနာစိန်အားပေးတော်မူပါလော။ထိုပန်းတို့ကိုပန်းစင်စီလျက်သားတော်သမီးတော်တို့ကိုတာယာစွာသောတခြင်းတံဖြင့်တည်၍ကားစိန်သောငါခေါ်တော်မူပါလော။အရှင်မင်းကြီးသားသမီးတို့ကိုမြင်လို့၏။ရှိလျင်ပြတော်မူပါလော။သားသမီးရှိလျက်ဖြင့်မူအဖေကြောင့်ကျွန်ုပ်ကို ပူဆွေးခြင်းဖြင့်နှိပ်စက်၍အသက်ဆုံးအောင်ပြုတော်မူပြီတည်းအချင်းမင်းကြီးအကျွန်ုပ်တို့ကိုခမဲတော်မင်းကြီးပြည်မှနှင်ထုတ်၍ဤတော်ရရ၌သာသမီနှင့်တကွနေကြရသည်ရှိတော်ချမ်းသာမကွယ်ဆင်းရဲအတူဇို့တူကောင်းဖက်စုံမဲ့ချစ်ခင်တော်အကျဉ်လင်နှင့်မရဖြစ်ပါလေရဲ့အချင်းမင်းကြီးသည်ကျမမဒီအားသာသမီတို့ကိုမမြင်စေရသည်ဟုကျင့်ဆဲတော်မူយ៉ាងတကဲ့သို့အကျွန်ုပ်ထင်၏တကားခုမဒီဒေဝီသည်အထူးထူးပြပြသနာစပွဲငိုမြည်တန်းတော်လေ မိဖုရားနှင့်တခွန်သောစကားကိုမျှဖတ်ပြန်ပြန်လည်၍မပြောတိတ်ဆိတ်သာလျင်ဘုရားလောင်းသည်နေတော်မူ၏မရီဒေဝီသည်ဘုရားလောင်းကတခွန်သောစကားကိုမျှပြန်၍မပြောနေလေတော်ပြင်းစွာတုန်လှုပ်လျက်ဘုရားလောင်းထံမှထားခဲ့၍ထိုညပတ်လုံးလာ၏အယောင်ဖြင့်သွား၍ရှေး၌တားငယ်သမီးငယ်တို့ကစားဘူးသောအရက်တို့၌ရှား၏ထိုတို့သောတပင်းရင်တို့ရောက်သည်ရှိတော်ဤတပင်းရင်ရိတ်ကငါတန်ငါသမီးတို့ကစားမြေအရေးတည်ဤရင်ကြီးပင် ်ရေအုံနှဲပင်ညောင်ကျက်ပင်ပညောင်ပင်ညောင်ဘုဒ္ဓဟေပင်ပိန်းနှဲပင်တီးပင်ဤပန်းပင်တစ်ပင်ရင်တို့၌မရှိခဲ့တကားဟုငိုကြွေးလျက်ဤမိသောတစ်ပင်ရင်တို့၌ငါသားသမီးတို့ကစားမြဲသည်ထိုတစ်ပင်ရင်တို့၌ငါသားသမီးတို့ကိုမမြင်ခဲ့ရတကားဟုငိုကြွေးလျက်မျက်စိတို့တွားပြန်၍ဤမြစ်သည်ချမ်းမြအေးကြည်သောရေရှိ၏ငါသားငါသမီးတို့ကစားမြဲသည်ယခုမမြင်ရပါတကားဟုမြည်တမ်း၍တောင်ထိပ်သို့တက်ပြန်၏ ီတောင်ထိတ်၌ဤမိသောပန်းတို့ကိုငါတန်ငါသမီးတို့သည်ဆုယူ၍ပန်းစင်ကုန်မြဲသည်ယခုမမြင်ရပါတကားဤမိသောတစ်သည်တို့ကိုဆုယူ၍စားကုန်မြဲသည်ဤတစ်ပင်တို့၌မရှိခဲ့တကားဟုငိုကြွေးလျက်တောင်ထိတ်မှဆင်းသက်ခဲ့၍ကျောင်းတင်ခန်းသို့ပြန်ရောက်လျင်ဤအယုတ်ကငါတန်ငါသမီးတို့ကစားသောဆင်းယုတ်ညင်းယုတ်နွားလာယုတ်တို့သည်ထိုယုတ်တို့ဖြင့်ကစားမြဲဖြစ်သောယခုမရှိခဲ့တကားဟုလှဲ့တယ်ငိုကြွေး၏ထိုယုတ်တို့ဖြင့်ကစားမြဲဖြစ်လျက် ယခုမရှိခဲ့တကားဟုလှဲ့လေငိုကြွေး၏ထိုကမဒီဒေဝီမိဖုရား၏ငိုကြွေးတံဖြင့်၎င်းသွာလာသော ခြေတံဖြင့်၎င်းတာငှက်တို့သည်ထိတ်လန့်၍ခုံပြေးပြန်ဝဲကြကုန်၏ထိုတာငှက်တို့ကိုမြင်နိုင်မြင်နိုင်လျင်မဒီဒေဝီသည်ဤသို့ငိုကြွေး၏ဤရွှေသမင်းဒေယေယုံဝန်ပိုင်းဒေါ်တာအပေါင်းတို့နှင့်ငါတာငါသမီးတို့သည် အတူတကွကစားကုန်၏ယခုမမြင်ရခဲ့တကားဤရွှေဟင်းသာဂျိုးကြဥရောင်းအစားရှိသော ှစ်တို့နှင့်ငါသားငါသမီးတို့သည် ရှေး၌အတူကစားမြဲသည်ယခုမမြင်ခဲ့ရတကားဟုငိုကြွေး၍ကျောင်းတင်ခန်းမှတဖန်ထွက်လျင်ဒေါအုပ်တို့ပြန်ဝင်၍ထိုထိုသောအရေးတို့ကိုမျှော်ကြည့်ပြီးလျင်အပွင့်အသီးတို့ဖြင့်တစားဆင်အပ်သောဤဒေါအုပ်တို့သည် အလုံးမွေးလျော်ဝယ်ရှိ၏ဤဒေါအုပ်၌ငါသားငါသမီးတို့သည် ရှေး၌ကစားကုန်မြဲသည်ယခုမမြင်ရတကားဟုငိုကြွေးလျက်ရေကန်တို့တွားပြန်၍ဤရေကန်သည်ဟင်းတာစကဝက်ဝမ်ဘဲ ငှက်တို့ဖြင့်ရှက်တန်းမျိုးပြန်ဇူးတန်ရင်အေးလျက်မွေးကြံရနံသင်းပြန်သောဟင်းရန် ကတောက်မြောက်လီကူနှင့် အထူးထူးသောကြာညိုကြာပြူကြာပုံနေရေးကြာတစိတ်ကြာပလုံမာတို့သည်ကြာပလုံတို့ဖြင့်ဖုံးလွှမ်းအကုံဤဖြစ်၍အလုံးမွေးလျော်ဝယ်ရှိ၏ဤရေကံဝေးငါတာငါသမီးတို့ရှေး၌ကစားရွှင်မြူးကြမည်သည်ယခုမမြင်ရတကားဟုငိုကြွေးမိတန်းလျက်ထူထူသောအရက်တို့လှဲ့လေ၍ရှားပါတော်လေသားငယ်သမီးငယ်များကို မမြင်ခဲ့ရတော့တဖန်ဘုရားလောင်းထံသို့သွားပြီးလျင်ညှိုးနှမ်းသောမျက်နှာဖြင့်ပိုင်းတွေကနေတော့ဘုရားလောင်းမျက်နှာကိုမြင်၍ဤသို့လျှောက်ပြန်၏အရှင်မင်းကြီးအရှင်မင်းကြီးသည် နေတိုင်းမူထင်းကိုပောက်ခွဲခြင်းရေကိုဆောင်ယူခြင်းမိမဲ့ဖြူး၍မိနှိခြင်းဤသုံးပါသောကိစ္စကိုပြုမြဲသည်ယခုကတခုခုသောကိစ္စကိုမျှမဆောင်ပေအပေကြောင့်ညှိုးနှမ်းသောမျက်နှာဖြင့်ပညာမရှိသူကဲ့သို့စိုးရိမ်တော်မူပေသည်တည်း အရှင်မင်းကြီး၏အမှုရာကိုအကျွန်ုပ်မနှစ်သက်အရှင်မင်းကြီးအကျွန်ုပ်အားမင်းကြီးနှင့်တူ၍ချစ်ခင်တော်သူမြည်သည်မရှိမင်းကြီးကိုသာလျှင်ကိုထက်လွန်၍ချစ်၏ထို့သို့ချစ်ခင်ကျင်နာလှသောမင်းကြီးနှင့်အတူတကားပေါင်းဖော်ရသော အကျွန်ုပ်သည်တော်ရရ၌ဆင်းရဲပင်ပန်းစွာတည်တည်တည်မြင့်ရှာရတော်လေမင်းကြီးမျက်နှာကိုမြင်ရသဖြင့်ပင်ပန်းခြင်းဆင်းရဲခြင်းဟုသမျှပြောက်၍ပျော်ရွှင်ငြိမ်းအေးခြင်းဖြစ်မြဲသည် ယခုမူကားရှစ်လစွာသောအရှင်မျက်နာကိုမြင်ရတုံတော့လေစိတ်ပင်ပန်းဆင်းရဲခြင်းမပြောက်ပဲစိုးရိမ်ခြင်းပူဆွေးခြင်းသာလျင်ဖြစ်ခဲ့၏ထို့သောကျွန်ုပ်ဖြစ်ရခြင်းသည်သာသမီတို့ကိုမမြင်ရ၍မေးလျှောက်သည်ဖြစ်လျက်မမွတ်မပြန်အရှင်မင်းကြီးနေတော်မူပြီသောကြောင့်ပူဆွေးခြင်းဖြစ်ရ၏ဟုညီတန်းကိုကြွေးတော်လေဘုရားလောင်းသည် မတုံမလှုပ်သာလျင်နေပြီထို့သောစကားမဆိုပဲဘုရားလောင်းနေသည်ရှိသောမဒီဒေဝီသည် လင်ကံဖြင့်ပုတ်ခတ်သောကျမကဲ့သို့ ပြင်းပြစွာတုံ့လှုပ်လျက်မိမိသွားမြဲသောအရက်သို့သွား၍တဖန်ပြန်သဖြင့်ဤသို့ငိုကြွေးမေးလျှောက်ပြန်၏အရှင်မင်းကြီးယခုသားငယ်များကိုအတင်းတို့မမြင်ခဲ့ရတကားအဘယ်သူသည်ဆောင်းယူအပ်လေတနည်းတေလီကုံသလောကြီးအိုအောငှက်တို့ကိုမျှလေယခုမမြင်ရခဲ့တကားသားငယ်သမီးငယ်တို့သည်တေခဲ့ရောင်တကားဟုငိုကြွေးညားတော့လေဘုရားလောင်းသည်တခွန်သောစကားကိုမျှမဆိုထို့သို့မင်းကြီးနေပြန်သဖြင့်မဒီဒေဝီသည်ထိုးထိုးသောရက်သို့သွားလေပြန်၍ လင်းမြန်ခြင်းဖြင့်လှဲ့လေမှွေနှောက်လျက်တညပတ်လုံးရှာပွေ၏ထိုတညပတ်လုံးသုံးချိန်တိုင်အောင်မဒီမီဘုရားသွားသောခရီးကိုချင်တာသည်ရှိသော35ယူဇနာအတိုင်းရှိခန့်ရှိ၏ထိုညမိုးတောက်၍နေအုံတက်လက်သောမဒီဒေဝီသည်ဘုရားလောင်းထံသို့လာ၍ပြင်းစွာသောငိုကြွေးခြင်းဖြင့်ဤသို့ငိုကြွေး၏အရှင်မင်းကြီးအကျွန်ုပ်သည်တောသို့၎င်းတောင်ထက်သို့၎င်းကြောက်ကူကဘာပြက်ကြောက်ထုံးအိုင်ရေကန် မျက်စိတ်တပင်ရင်းတို့ကို၎င်းတညာဘက်လုံးလှဲ့လေ၍ရှားပါတုံတော်လေသားသမီးတို့ကိုမမြင်မတွေ့ဖြစ်ခဲ့၏ယခုကျွန်ုပ်သားသမီးများသည် မချွတ်လျင်တေကြသည်ထင်၏ဟုငိုကြွေး၍ထိတ်တဲ့လက်ဆောင်ချီလျက်လျင်ရွှေငပြောပင်ကိုအရင်ကဖြတ်တကဲ့သို့မတ်တက်ပင်မိမော်မူဝေ၍ဖျားလောင်းချေရင်၌လဲလေ၏ဤဒီမှာသားပြောက်သောအမိဤတောကဖြစ်၏သားတည်သောအမိဤတောကကဆိုဝဲရမရှိကျွန်တော်ဤဇနီးသည် နေခြင်းလုံလောက်ရသည် ညနေဆောင်တွင်ဘတ်စကာတွေ့လောင်းခုစည်း၍တာကြီးထံသို့အပြေးလာသည်အိမ်တကားကိုခောက်သည်နှင့်တပြိုင်နက်သူတွေ့လိုသည်မှာတာဖြစ်၏တာကိုမတွေ့လျင်ကြီးကန်းတောင်းမှောက်ကြည့်ကတာပြောက်ကိုရှာတော့၏တာပင်သွားလေဘယ်မှာလဲခုအိမ်ရှိလူကုန်မေးသည်တာကိုတွေ့မှတနေ့တာသူ့တာဝန်ပြီးဆုံးတော့သည်တရံတကားတာက သူ့အမေကိုပုံနေတဲ့၏အမေဒီတာပုံနေမှန်းသိ၍တအိမ်လုံးစစ်စစ်ပေါက်ပေါက်ရှာသည် ဒီတစ်ချိန်တွင်သားခကရင်အောက်ဝင်ပုံးနေ၏အငြိမ်မနေတဲ့သောသားသည် အခုမှအတန်လုံလှသည် အမေကတအိမ်လုံးတရဇက်အော်၍ခေါ်၏သားကထွက်မလာအမေသည်သားကိုတွေ့လို့သောကပိုများလာသည်တိုးတော်လေရှာမရသည့်အဆုံးတွင်ထိုင်၍ငိုချလိုက်တော့သည် အမေကိုမှပင်သားကအောင်းနိုင်သူလိုထွက်လာသည် အမေယုံဝင်သို့ပြေးဝင်၍အမေမျက်နှာကိုကြည့်သည်ထိုအခါအမေမျက်နှာသည်လမ်းကပုတ်ကရင်မှ ထွက်လာသောလဆန္ဒနှင့်ရှိလာသည် ညည်စာများနှင့်ပြုံပြုံကြီးသားကိုကြည့်၍နန်းရှာသည်။သားဤအိမ်ထဲတွင်ရှိနေသည်တိပါလိရဲ့ရှာမတွေ့နိုင်သဖြင့်အမေသည်ညည်ကြရရှာ၏။သားနှင့်သမီးသေးသည်မသိရှင်သည်မသိမတွေ့ရသောမဒီသည်ညီမျှခံစားရမည်နီ။မဒီဒေဝီသည်သားသမီးသောဖြင့်တညတာအတွင် ခရီးယူစနာ35ယူစနာအတိုင်းသားသမီးရှာထွက်ခဲ့၏။ယခင်ကမင်းလေးပါနေသောကျောင်းသင်ကန်းသည်ပွဲလန်းတွင်ကဲ့သို့ဖြစ်၏။ အခုသားသမီးတို့မရှိတော့ဤကျောင်းသင်ခန်းသည်တုတ်တန်တစားမြင်ခဲ့သော၆၆ကက်ကက်သာရှိသည်ဟုမဒီဒေဝီကထင်မှတ်ခဲ့ပါသည်ဒီကနေ့ဖက်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတွင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာစီသူညီကောင်မောင်နှမများအားလုံးကာယစိတ်ဓာတ်နှပြသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ